ဒီတစ်ခေါက်မှာတော့ kiwi သီးရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးတွေကို လာရောက်ပြောပြပေးပါမယ်။ kiwi ရဲ့အကျိုးကျေးဇူးများဗီတာမင် C တဲ့ကြွယ်ဝခြင်းကိုခံအားစနစ်ကို အားကောင်းစေပြီး အသားအရည်ကိုလှပစေကာကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။အမြင်တဲ့ကြွယ်ဝခြင်းအစာခြေစနစ်ကို ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကာသွေးတွင်းကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ဓာတ်တိုးစန်းကျင်ပစ္စည်းများပါဝင်ခြင်း ဆဲများပျက်စီးမှုကိုနှေးကွေးစေပြီးနာတာရှည်ယောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးကအသားရည်ကို ကျန်းမာစေပါတယ်။အိုမီဂါတလီပါဝင်ခြင်းသွေးရင်းကိုလက်စတရောနဲ့ထရိုင်ဂလီဆေးရိုက်ပမာဏကိုလျှော့ချပေးပါတယ်။အိပ်စက်ခြင်းကိုအထောက်အကူပြုနိုင်ခြင်းကနဦးသုတေသနများအရကီဝီသီးဟာ အိပ်ပျော်လွယ်စေပြီးနှစ်ချိုက်စွာအိပ်စက်နိုင်စေဖို့ကူညီပေးနိုင်ပါတယ်။ပူလန်းချောင်းကျန်းမာရေးကို အားပေးခြင်း ပရီဘိုင်အိုတရဲ့အရင်းအမြစ်ဖြစ်ပြီး ဥရေကအကျိုးပြုဘက်တီးရီးယားတွေရဲ့အစားဖြစ်ပါတယ်။သွေးဖိအားကိုလျှော့ချပေးနိုင်ခြင်းပိုတက်စီရန်ဓာတ်ကြွယ်ဝတာကြောင့်သွေးဖိအားကို ထိန်းချုပ်ရာမှာ ကူညီပေးပါတယ်။ကင်ဆာကိုတိုက်ဖြတ်နိုင်စွမ်းရှိနိုင်ခြင်းကင်ဆာကိုကာကွယ်ရမှာအထောက်အကူပြုနိုင်တဲ့တတိုးဆန့်ကျင်ပစ္စည်းမျိုးမျိုးပါဝင်ပါတယ်။ဟီဝီဒီရဲ့စိုးကျိုးများနဲ့တတိပြုရန် ဓမ္မတဲ့ခြင်းကီဝီသည်ဟာဓမ္မတဲ့မှုဖြစ်စေနိုင်တဲ့အတီးငံတစ်မျိုးဖြစ်ပြီးရားရံခြင်းရောင်ရမ်းခြင်းအသက်ရှူရာခက်ခဲခြင်းစတဲ့လက္ခဏာတွေဖြစ်ပေါ်နိုင်ပါတယ်။တွေးကဲခြင်းကို ဟန်တားတဲ့စေ anticoagulant တွေရဲ့အာနိသင်ကိုထိခိုက်စေနိုင်ခြင်းတွေးကဲခြင်းကိုဟန်တားတဲ့စေတွေတောက်နေသူတွေဟာကီဝီသည်မစားခင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ကီဝီသည်ဟာသွေးခဲနှုန်းကိုလျှော့ချပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပမာဏမြင့်မားခြင်းကြောက်ကပြဿနာရှိသူတွေဒါမှမဟုတ်ဘီတာဘလော့ကလိုမျိုးဆေးဝါးတွေတောက်နေသူတွေဟာကီဝီသီးကိုသတိနဲ့စားသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုမြင့်မားပါတယ်။ပစက်နဲ့လေချောင်းရရန်ချင်းကီဝီသီးမှာ အတီနီဒင်လို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးပါဝင်တာကြောင့်ပစက်လေချောင်းဒါမှမဟုတ်ရှာမားဆက်ဖြင်းဖြင်းခံစားရနိုင်ပါတယ်။နက်နက်တီးစားတဲ့အခါခံစားရသလိုမျိုးပါ ဘိုင်းအောင်ခြင်းကီဝီသီးကိုအများပြားစားသုံးခြင်းဟာဘိုင်းအောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။တခြားတဲ့ပမာဏကီဝီသီးမှာတခြားတဲ့ပါဝင်မှုနည်းပါးပေမဲ့အများပြားစားသုံးမယ်ဆိုရင်တွေးရင်းတခြားတဲ့ကို ထိခိုက်စေနိုင်ပါတယ်။အထူးသဖြင့်စီးကျိုယောဂါရှိသူတွေသတိထားသင့်ပါတယ်။ အကြံပြုချက်ရေဘူးရအားဖြင့်ကီဝီသီးဟာကျန်းမာရေးအတွက်အလွန်ကြိုးရှိတဲ့အသီးနှံတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့တင့်တင့်တဲ့ပမာဏနဲ့စားသုံးသင့်ပြီးကျန်းမာရေးအခြေအနေအချို့ရှိသူတွေဒါမှမဟုတ်ဆေးဝါးအချို့တောက်သုံးနေသူတွေအနေနဲ့ကီဝီသီးမစားခင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဒီလိုအကြောင်းအရာတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။